ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့လီဗာပူးတင်းရဲ့ဘက်ကတော့ဘယ်နောက်ခံကစားသမားဖြစ်တဲ့ဘုံမောင်းနဲ့ဟန်ဂေရီရဲ့ မိုင်လိုကာကက်စ်ကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့ပြီးတော့ဖက်ဘရီဇိုရိုမန်နိုရဲ့ဘက်ကလည်းဟီဝီကိုဒီကျွန်တော်လုတ်သွားခဲ့ပါပြီပြီးခဲ့တဲ့မေလကတည်းကဒီပလန်ကပေါ့နော်တော်တော်အချိန်ကြီးကောင်းခဲ့ပြီးတော့ကစားသမားဖြစ်သူရဲ့ဘက်ကလည်းလီဗာပူးတင်းထံပြောင်းရွှေ့ဖို့အတွက်ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရရှိထားခဲ့တာဆိုတော့လီဗာပူးတင်းရဲ့ဘက်ကတော့ကျွန်တော်ဒီအပြောင်းအရွှေ့ကိုလက်ရှိမှာ confirm လုပ်နိုင်ခဲ့ပြီပေါ့နော်ဆိုတော့ပြောင်းရွှေ့ခြင်းအနေနဲ့လီဗာပူးတင်းရဲ့ဘက်ကကျွန်တော်ဒီဘုံမောက်အတင်းထံကိုကာကက်စ်အတွက်ပေါင်သန်း40 နော်ပေါင်သန်း40ဒေါ်လာ54သန်းတိပေးချီသွားမှာဖြစ်တယ်။ကစားမကကာလာရှီလီဗာပူးလ်နဲ့တက်တန်းစာချုပ်ချုပ်မှာဖြစ်ပြီးတော့လာမယ့်ရက်ပိုင်းအတော်အတွင်းမှာကျွန်တော်တို့ဒီစိတ်ဆင်မှုအတွက်ပေါ့နော်ဒါပြုလုပ်သွားတော့မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဒါအပြင် ဟိုဒီ exam ဖြစ်သူကပေါ့နော်လာမယ့်အင်ကာနေ့ပေါ့နော်နောက်တစ်ပတ်အင်ကာနေ့မှာမာစီဆိုင်ကိုရောက်လာမှာဖြစ်ပြီးတော့အဲ့ဒီမှာစစ်စစ်မှုတွေဘာတွေပြုလုပ်ဖို့ရှိတဲ့အခြေအနေမျိုးပါအဲကလတ်တင်းနှစ်ခုကြားထဲမှာနှုတ်အားဖြင့်သဘောတူညီမှုရခဲ့တာတွေကတော်တော်ကြာနှစ်ပတ်လောက်ရှိပြီးအခုနောက်ပိုင်းမှာတော့လုံးဝ officially သူတို့က agreement ရသွားပြီးတော့အပြောင်းအရွှေ့ကလုံးဝကိုဒါတဘောတူညီမှုရသွားပြီလေပါဦးတင်ရဲ့ဘက်ကကာကက်စ်ကိုဆစ်ဆစ်ပြီးတာနဲ့ official ကြီးညာနိုင်မယ်ပေါ့ဗျာဒါအပြင်လေပါဦးတင်ကကာကက်စ်ကို official မကြီးညာနိုင်ခင်မှာ သူတို့ဒီ Florian VS နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကို official ကြီးညာပါလိမ့်မယ်။အဲ့ဒါပြီးတာနဲ့ Gagas ရဲ့အပြောင်းအရွှေ့ကိုတခါလေးကြီးညာနိုင်မယ့်အခြေအနေမျိုးပါ။ဆိုတော့ Gagas Liverpool အသင်းရဲ့ကစားသမားတီဖြစ်ပြီပေါ့နော်။ဆိုတော့ဒါကကျွန်တော်တို့ဒီ Liverpool အသင်းရဲ့ဘယ်နောက်ခံကစားသမားအဖြစ်သာ၃ယောက်ထိကျွန်တော်တို့ဖြစ်သွားပြီ။နော်ဒီ Robertson ကတော့ဘယ်လိုပြောရမလဲ Atletico Madrid နဲ့တင်းနေကျွန်တော်တို့ထွက်နေတယ်ပေါ့လေ။ Robertson ရဲ့ဘက်ကလည်းအသင်းပြောင်းမှုအတွက်လမ်းဖွင့်ထားတယ်ပေါ့။ဒါအပြင် Liverpool အသင်းရဲ့ဘက်ကလည်းဒါအစားထိုးဖို့အတွက်အမှန်ကန်ကြိုးပမ်းနေရာ။ သူတပင်းတော့ဒီ Robertson ကအသက်ကလည်း30ကျော်လာပြီပြောင်းရွှေ့ခြင်းဘလောက်မှမပေးရပဲနဲ့ Hull City ကနေခေါ်ထားပြီးတော့တကယ်ကောင်းတဲ့ performance တွေပြအောင်မြင်မှုတွေဖလားတွေအတီတီရပြီးတော့အသက်30ကျော်တဲ့ခါမှာ Liverpool ရဲ့ဘက်ကအစားထုတ်ဖို့ကျွန်တော်တို့ဖြစ်တင်တဲ့အရာတွေလုပ်နေတာကစားမကအက်တလတီကိုလည်းပြောင်းကောင်းပြောင်းသွားနိုင်နေပေါ့နော်ဒါပေမဲ့လို့အခုချိန်ထိတော့တိကျတဲ့အရာဘာမှကျွန်တော်မရှိသေးဘူး Robertson ရဲ့အနာဂတ်ကဒါပေမဲ့လို့ရည်ရှိအတွက် Liverpool ရဲ့ဘက်ကတော့ Carcass ကိုအစားထိုးသားတယ်လို့အရင်မှလည်းသူတို့ဒီ Costa ရှိသေးရယ်နော် Costa ရှိသေးတယ် ဆိုတော့လီဗာပူးအသင်းမှာရွေးချယ်စရာအဆုံကစားမရရှိနေပြီပေါ့လေ right back မှာဆိုလို့ရှိရင်လည်းသူတို့ frame bomb ကိုအစားထိုးထားတယ်ကလော့ရဲ့လုံးဝကိုနာမည်ကြီးပြီးတော့ premier league မှာ assist တွေ goal ဖန်တီးမှုတွေအများကြီးရခဲ့တဲ့ခံစစ်အဆုံတစ်စုံလုံးကိုလီဗာပူးအသင်းရဲ့ဘက်ကအပြောင်းလဲလုပ်တော့မှာပါလီဗာပူးအသင်းရဲ့ရှေ့မှာအောင်မြင်ခဲ့တဲ့ကာလတွေမှာအာနူးနဲ့ robertson တို့ရဲ့ပေါ့နော်ကျွန်တော်ဒီ ပြောမလဲဖန်တီးမှုတွေဘာတွေကအများကြီးအရေးပါခဲ့တာအခုဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးအဲ့ဒီအစွန်တစ်ခုလုံးကျွန်တော်ပြောင်းလဲတော့မယ်ကာကက်စ်ရောက်လာပြီဆိုလို့ရှိရင်တော့ရောဘတ်ဆန်ကိုကြော်ပြီးတော့သူနေရာရဖို့ရှိတယ်เนาะဟိုကိုစလက်စ်တို့ဘာလို့ကတော့တိတ်နေရာရတော့မယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့ရောဘတ်ဆန်အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘူးဆိုလို့ရှိရင်ပေါ့เนาะဒီကစားမကတော်တော်ကိုကောင်းတဲ့ကစားမပါအထူးသဖြင့်ဟန်ဂရီအသင်းပေါ်နိုင်ငံအသင်းပေါ်ပြည်တတာဟိုရိုမနီရှူဝိုဇလန်တို့လည်းကျွန်တော်ရှိနေတယ်ပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းဘုံမောက်မှာပြီးခဲ့တဲ့ရာသီတကယ်ကောင်းခဲ့တဲ့ဘုံမောက်မှာ ။ဟောဒီစီမီညူတို့ပါတော့ဒါနော်။ဘာလဲတီးပြီးလို့ရှိရင် Clive တို့အတန်းထွက်ပြီးမယ်လို့အစွန်မှာဆိုလို့ရှိရင်သူတို့တွေကအမှန်ကန်ကောင်းခဲ့တာ။သူတို့ပင်ပရီးမီးယားလိဂ်ကိုကျွန်တော်ခြုံကြည့်ရင် Cargus တို့ပြီးလို့ရှိရင် Robertson တို့ပေါ့နော် Anthony Robinson တို့ sorry Anthony Robinson တို့ကတအားကိုကောင်းခဲ့တဲ့နေရာမှာပါတယ်ဖြတ်တင်ပေါ်တွေပါတယ်ဆိုတာမျိုးကလည်းတော်တော်လုံနိုင်လို့ ဟိုအတက်ဆင်းနေနေပေါ့နော်တိုက်စစ်ကိုခန်းစစ်ကို overlap တွေပါပြီးပြီးနေအကုံအကူညီပြနေတဲ့နေရာမှာပါတယ်ဆိုတော့ Robertson ရဲ့နေရာကိုနောက်ထပ် Robertson ကိုကစားမမှုနဲ့အစားထိုးလိုက်တာပေါ့ဗျာဒီနေရာမှာ Robertson နဲ့ရှင်တော့ဟိုဖန်တီးမှုတွေပါပြီးလှုပ်တဲ့နေရာဖြစ်တင်ပေါ်တွေပါပြီးပြီးတဲ့နေရာမှာတော့ Carcass က Robertson ကိုမှီတယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့လို့ Rocker Party တွေပါပြီးမှာထားပါတော့ဗျာဒီ Flying Fullback ဖြစ်သုံးမယ်ဆိုလို့ကျွန်တော် Carcass ဟာအများကြီးပို့ပြီးတော့အချိန်ကြီးကောင်းနေပေါ့ပို့ပြီးတော့ energy မြင့်နေပို့ပြီးတော့ physicality ပိုတောင့်နေ ပြီးလို့ရှိရင်ဘောလုံးလဲကြောင်းဖတ်နိုင်စွမ်းကလည်းပူကောင်းနေဗျာဆိုတော့အသက်ကလည်းငယ်သေးပြီးတော့ဗောနော်ဟိုဘယ်လိုဘယ်လိုပြောမလဲကောင်းတဲ့ဒီသူ့ရဲ့ကာလာတဲ့ကိုလက်ရှိမှာစပြီးတော့ရောက်လာတယ်ဆိုတဲ့အချိန်မျိုးမှာလေဘောက်သင်းရဲ့ဘက်ကခေါ်တာရောဘတ်ဆန်တို့ဘာလို့ကျတော့မနိုင်ပြန်30ကျော်လာပြီဆိုတော့ကစားကဲသည်မတစ်ချောက်ကလည်းအတက်စင်းအပြေးလွှားနေတဲ့ကြီးပဲကစားနေခဲ့ရတာဆိုတော့ဒါကြလာပြီပေါ့နော်ကြလာပြီဒါကြောင့်လည်းပဲကာကက်စ်ကအချိန်မီလေဘောက်သင်းရဲ့ဘက်ကအစားထိုးနိုင်ခဲ့တဲ့ခန်းစီကစားမလို့ကျွန်တော်ပြောရမှာဆိုတော့ဒီအပြောင်းအရွှေ့ကတော့ပေါင်သန်း40ဆိုတာ ကျွန်တော်တို့ဒီ Titan နဲ့ခြေစွမ်းကိုပြနိုင်အောင်လုပ်မယ်လို့ကျွန်တော်ထင်ထားတယ်အထူးသဖြင့်တော့ Liverpool တို့ဘာလို့မှကယုံကန်ရစရာအများကြီးအခြေအနေမရှိဘူးဗျာအကယ်လို့ injury တွေရတာမျိုးကလွဲရင် injury တွေပါရတာမကြုံဘူးဆိုရင်ဒါကပြီးသွားပြီအသင်းလိုက်ကူကတကယ်အခြေအနေကောင်းပြီးတော့ပြီးခဲ့တဲ့ရာသီမှာလည်း Premier League ကြီးပါတယ်ကျွန်တော်ရထားတာဆိုတော့အဲ့လေကောင်းနေပါတယ်ဆိုတဲ့အသင်းတွေကိုနောက်ထပ်ပိုကောင်းတဲ့ကစားမတွေအစားထိုးတာဗျာအများကြီးယုံကန်ရတဲ့အခြေအနေမျိုးတွေမရှိဘူးအဲကြောင့် Liverpool အသင်းနေနေပေါ့နော်ဒီကစားမဖြစ်သူကိုအာ Robertson နေရာမှာအချိန်မီ တကယ်တင့်တော်တဲ့ဈေးတကူနဲ့အစားထိုးနိုင်ကြတာလို့ကျွန်တော်ပြောရမယ်ဆိုတော့အသားကြဖို့ကလည်းသူ့ရဲ့နိုင်ငံအသင်းပေါ်တွေဘာတွေရှိတယ်ဆိုတော့အများကြီးယုံကံရအချိန်ယူရလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူး။အဲလေဘောက်တင်ပရိသတ်ဒီနေ့ရောကာဂက်စ်ကိုအစားထိုးတာကရောဘတ်ဆန်ရဲ့နေရာမှာလက်ရှိဖြစ်တင်တဲ့အချိန်လိုညီကိုထင်ကြလား။ရောဘတ်ဆန်ကိုအသင်းမှာဆက်ပြီးတော့ထားတင်နေတယ်လို့ထင်ကြလား။ဒါမှမဟုတ်လက်လွတ်လိုက်တင်ပြီလို့ယူဆကြလား။ဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။